ဘယ်လက္ခဏာက စီးချိုရဲ့ယောဂလက္ခဏာလဲအရွယ်ရောင်ပြီးသားလူတယောက်မှာအယိုးဘက်နဲ့ချောင်းရှိမှာလဲလူတယောက်မှာခန္ဓာကိုယ်ပုံမှန်အပူချိန်ကဘယ်လောက်လဲ အမျိုးသမီးတွေအဖြစ်များဆုံးကင်ဆာရောဂါကဘယ်ရောဂါလဲစီချိုရှိတယ်ဆိုရင်နှလုံးရောဂါဖြစ်နိုင်ခြေများတာဘာလို့လဲ အခုမေခွန်းနေမှာဘယ်နှခုမှအောင်ဖြေနိုင်လဲအကုန်လုံးမှအောင်ဖြေနိုင်နေဆိုရင်တော့တင်ကကျမအီဘူးတူတာတော်တော်ကိုရှိရလူလို့ပြောလို့ရပါတယ် congratulation ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမဒေါက်တာ grace ပါ